တပေါင်းလာပြီနေသို့မဟုတ်မြတ်ဗုဒ္ဓပြီးတော်ဝင်အခါတော်နေယနေ့သည်တပေါင်းလာပြီနေမြတ်ဗုဒ္ဓပြီးတော်ဝင်အခါတော်နေဖြစ်ပါလေမြတ်စွာဘုရားရှင်လက်ထက်တော်အချိန်ကဘုရားရှင်ပြီးရာဇကြိုပြီးဝီလူဝန်ကျောင်းတော်၌သတင်းသုံးကအင်္ဂအတိုင်းနှင့်မကရအတိုင်းမှဒကာဒကမများအားတရားကြီးဤတိုက်ကျွေးလျက်ရှိပါလေထိုသတင်းကိုခမဲတော်သုတ္တရဏမင်းကြီးကြားသိတော်အခါ ပါတော်ဘုရားကိုဖူးတွေ့ကျင်သောကြောင့်အမတ်တယောက်အားအချွေရန်တထောင်နှစ်အတူစေလွတ်၍ပင့်ခိုင်းလိုက်ပါသည်ထိုအမတ်သည်ဘုရားရှင်ခံရောက်လာရမှမြတ်စွာဘုရား၏တရားတော်ကိုနာကြားရ၍အချွေရန်တို့နှင့်အတူယဟန်မြူသွားပါသည်ဒုဒ္ဒရနာမင်းကြီးထံသို့ဘုရားရှင်ကြွရောက်တော်မူရန်မပင့်ပစ်ခဲ့ပေမင်းကြီးလည်းနောက်ထပ်၍အမတ်တို့ကိုအချွေရန်တထောင်စီဖြင့်ကိုးချိန်တိုင်အောင်စီလွတ်ခဲ့ပါလေ သို့သော အမတ်များနှင့်အချွေအယံများအားလုံးယဟန်ပြု၍နေကြပြန်ပါလေ။စေခြင်းမြောက်ပြီမူဘုရားရှင်နှင့်ဖွားပတ်တော်ဖြစ်သောကာလူဓာဤအမတ်ကိုစေလွတ်ပါလေ။ကာလူဓာဤအမတ်သည်လည်းရှေးကအမတ်များနှင့်ဤသူပင်နောက်ပါများနှင့်တကွယဟန်ပြုပြန်ပါလေ။တို့ရပင်ကာလူဓာဤအမတ်သည်ခီးလံပန်သာယာသောတပေါင်းလအချိန်သို့ရောက်သောအခါတွင်ကလန်ခီးသာယာပုံ တပေါင်းလာဤအလှကိုဂါထာပေါင်း60ပြည့်ဖွင့်တွင်ကကပိလဝိမီတို့ကြွားပါမိအကြောင်းဖျားရှင်အားရှောက်ထားတောင်းပန်ပါလေ။ဘုရားဖျားရှင်လည်းလက်ခံတာတပေါင်းလာပြည်နေ၌ကပိလဝိနေပြည်တော်တို့ကြွားတော်မူခဲ့ပါရဲ့။ဖျားရှင် ကပိလဝိနေပြည်တော်တို့ကြွားတော်မူခြင်းကြောင့်မိကျောတာယုံကြောင်းကြီးပေါ်ပေါက်လာပါရဲ့။ကာထာတထောင်ပြည့်တန်းစားစဉ်အပ်သောဝိတ္တန္တရာဇတ်တော်ကြီးကိုဩတော်မူခဲ့ပါသည်။ ခမေရောသုဒ္ဓရဏမင်းကြီးသည်လည်းမဟာဓမ္မပါဠဇတ်တော်ကြီးကိုကြားနာရသဖြင့်အနာဂံနေခဲ့ပြီးနောက်ခါရဟတ်တခုပြီးသွားခဲ့ပါလေ။ဘုရားရှင်ကပိလဝေမိသို့ကြွားရောက်တော်မူ၍အရာဟောတော်မူသည်ဖြင့်မိဖေးတော်ကောရမီသည်လည်းတောတာပန်တည်ခဲ့ပါလေ။ဇတ်တော်တရားကိုအကြောင်းပြု၍စန္ဒဂိန္ဒီဇတ်တော်ကိုလည်းဘုရားရှင်ဟောတော်မူခဲ့ပါလေ။မိတော်နန္ဒမင်းသားယဟန်ပြုခဲ့တယ်လို့သာတော်ညာဟုလား။ ာမဏိဘဝကိုရောက်ရှိပါတယ်။ပါကီဝင်းမင်းသားတစ်ထောင်ယဟန်ပေါင်တို့ရောက်ရှိပါတယ်။ဆွေမျိုးတို့ဖျားချင်းကိုကြီးညိုစေရန်ဆောင်ရွက်ရတိုင်းသူအောင်မြင်သည်ဖြင့်ကာလူဒာယီမထေအားကုလပတာရဣတိပွဲချီးမြှင့်တော်မူပါတယ်။ကြပောင်းလာပြီနေသည်ဖရာရှင်ပြီးတော်ဝိယံစာတင်ကြွလန်းတော်နေဖြစ်သည်ဖြစ်လေခုနှစ်ကိုအကြောင်းပြု၍သာသနာတော်၌ထူကြသောဖြစ်ရည်ကြီးများပေါ်ထွန်းခဲ့ပါသည်။ထို့ပြင်မဟာတက္ကိတရသုံးခု တပေါင်းလာပြီဘုဒ္ဓဦးနေပြီတရားမင်းဥက္ကလာပမင်းကြီးတပုတ်သားနှင့်ပလိကဂုံသိန်းကြီးနှောင်းတို့ကြီးမှု၍ရွှေတကုံစီတော်ကြီးကိုတီထားခဲ့သည်ဟုပမိုင်းကဆိုပါသည်ဤကတပေါင်းလာသူအကြောင်းပြု၍သာသနာတော်၌ပူဇာတော်မှတိုင်ကြီးများပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပါသည်ပေါင်းလာပြီမြန်မာလာများတွင်12လမြောက်ဖြစ်၍တနှစ်တာဤနောက်ဆုံးလဖြစ်ပါလေ။ပေါင်းလာဤပထမလဝက်သည်စောင်းရာသီတွင်ကြာရောက်၍ ဒုတိယနာဝက်ကနွေရာသီတွင်ကြာရောက်ပါတယ်။စောင်းကုန်းနွေစတာယာငါသောတပေါင်းလာရာသီဖြစ်ပါတယ်။ထို့ကြောင့်ခေအဆက်ဆက်စာသူတို့ကတပေါင်းလာ၏အလကိုကြီးဖွဲ့ခဲ့ကြပြီးမှယနေ့ထိတိုင်ဖြစ်ပါတယ်။ရှေးယခင်ကတပေါင်းလာပွဲတော်သည်သဲပုံစီဒီပွဲတော်ဖြစ်ပါတယ်။တဲ့ဘုံစီဒီပွဲတော်ဒီပကံခိတို့မဟုတ်ပကံခိမတိုင်မီကပင်ပေါ်ပေါက်ခဲ့ပြီလို့တချို့ကဆိုကြပါတယ်။ နောက်ပိုင်းတွင်တဲပုံစီဒီပွဲတော်ကျင်းပသည့်ဓလိတဖြည်းဖြည်းမိမိန်သွားပြီးတပေါင်းလာပြီးနေပြီဘုရားပွဲတော်များကျင်းပသည့်ဓလိခေစားလာခဲ့ပါတယ်ကိုတို့ဘုရားပွဲတော်များကျင်းပခြင်းကိုပင်တပေါင်းပွဲတော်ဟုခေါ်ဆိုကြခြင်းဖြစ်ပါတယ်